Hello အားလုံးမင်္ဂလာပါ Infinity Creation Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ဆရာပိုင်ရေးသားထားတဲ့လွတ်လပ်သောဘဝဆိုတဲ့စာအုပ်ထဲကအကြောင်းအရာတွေကို summarize လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီလွတ်လပ်သောဘဝဆိုတဲ့စာအုပ်လေးကလေလူကြီးလူလဲလူငယ်အသက်ပိုင်းခြားမှုကိုဖတ်တင်တဲ့စာအုပ်တအုပ်ပါ စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကိုမပြောခင်မှာအရင်ဆုံးဒီစာအုပ်ရဲ့ title ကိုမြင်လိုက်ကြားလိုက်တာနဲ့တင်ကိုစာဖတ်သူလေးတွေရဲ့ emotional ကို upgrade လုပ်ပြီးသားဖြစ်စေနိုင်တယ်လို့လက်ရှိကြုံတွေ့နေရတဲ့ပင်ပန်းမှုတွေကိုအကောင်းဆုံးလွတ်ချနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်စာဖတ်သူလေးတွေအားလုံးမှာဖြစ်ချင်တဲ့အရာတွေမျှော်မှန်းထားတဲ့ရည်မှန်းချက်တွေကိုစီကိုစီရှိကောင်းရှိကြပါလိမ့်မယ်။ဒီလိုမျိုးရည်မှန်းချက်တွေစီကိုမရောက်ခင်မှာအတိုက်အခိုက်အခက်အခဲတွေနဲ့ကြုံတွေ့ရမှာကတော့အသေးချာပါပဲ။ ဒီလိုကြုံတွေ့လာတဲ့အခါမှာကောင်းမွန်စွာရင်ဆိုင်ဖြူရှင်းနိုင်ဖို့အာကိုယ့်ရဲ့အသွေးခေါ်တွေစိတ်နေစိတ်ထားတွေကို ပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ဒီလိုမျိုးပြုပြင်ပြောင်းလဲတဲ့အခါမှာကိုယ့်ရဲ့အသွေးတွေကဘလောက်ထိအေးပါလဲဆိုတာကိုအာအသွေးတွေကဘဝကိုတိဆောက်ထားတယ်ဆိုတဲ့စာသားလေးနဲ့ပေါ့နော်ဒီစာအုပ်ရဲ့အစပိုင်းမှာအသွေးတွေရဲ့အေးပါပုံကိုအာဖော်ပြပေးထားတယ် နောက်ပြီးတော့ကျတော့ဒီအစာအုပ်လေးရဲ့ခေါင်းစင်မှာပါတဲ့အတိုင်းပဲပေါ့နော်အလွတ်လပ်တဲ့ဘဝကိုရရှိနိုင်ဖို့ရအတွက်လူတယောက်ကအဒီငွေကြေးချမ်းသာမှုတွေရှိမှအောင်မြင်မှုတွေရှိမှလွတ်လပ်တဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်တာမဟုတ်ပါဘူးကိုရဲ့လွတ်လပ်တဲ့အတွေးတွေကောင်းမွန်တဲ့အလေးချင်းတွေပိုကောင်းတဲ့စိတ်နေစိတ်ထားတွေကိုမွေးမြူပြီးတော့ကိုပိုင်လွတ်လပ်သောဘဝလေးကိုတည်ဆောက်လို့ရတယ်ဆိုတာကိုဆရာပိုင်ကပြောပြပေးထားပါတယ်နော် ဒီနေရာမှာလာပြီးတခုပြောချင်တာကလွတ်လပ်တယ်ဆိုတာကလေကိုယ့်ရဲ့ပတ်ဝန်းကျင်ကလူတွေကိုယ်နဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေကိုလိလူရှုပြီးတော့အစည်းမဲ့ကမ်းမဲ့နဲ့နေချင်းသလိုနေတာကိုလွတ်လပ်တော့ဘွားလို့ဆိုလို့စင်းမဟုတ်ပါဘူးနော်ကိုရဲ့စိတ်လေးကိုအေးချမ်းအောင်နေပြီးတော့လက်ရှိ ကိုရနေတဲ့ဘဝလေးမှာအကျင့်နဲ့ပျော်ရွှင်နေတာကိုလွတ်လပ်သောဘဝလို့ဆိုလိုခြင်းဖြစ်ပါတယ် နောက်ပြီးတော့လေအခုခေတ်ကဒီ ITK ဖြစ်တဲ့အတွက်ကြောင့်မို့လို့ social media အသုံးမပြုတဲ့သူဆိုတာကတော့အာမရှိသလောက်ပါပဲအာလာပြီးတော့ဆိုရင်လည်းဒီ social media ကိုနေ့စဉ်နဲ့အများအသုံးပြုနေရတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီလို social media အသုံးပြုတဲ့အခါမှာ negative အကျိုးတရားမှုရှိတဲ့ sharing လုပ်ခြင်းတွေကိုယ့်အတွက်အကျိုးမပြုတဲ့ screen time တွေအာပြီးတော့ကိုယ့်ရဲ့ energy တွေကိုရုံးရော်စေတဲ့ partner တွေ friendship တွေကိုရှောင်ကျဉ်ဖို့လမ်းညွှန်ချက်တွေပါပါတယ်။ ာဒီအကြောင်းအရာလေးတခြားစဉ်းစားကြည့်မယ်ဆိုရင်တော့အာတကယ်လိုအပ်တဲ့အကြောင်းအရာလို့ပြောရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ကျတော့ကိုကိုတိုင်ကဘလောက်ပဲအဲကောင်းမွန်တဲ့အတွေ့အခေါ်တွေနဲ့အဲကိုယ့်ရဲ့ energy တွေကအာဘလောက်ပဲကောင်းမွန်နေပါစေကိုနဲ့ပြောဆိုဆက်ဆံတဲ့လူတွေကအာကိုယ့်ရဲ့အတွေ့တွေကိုအာမကောင်းတဲ့အတွေ့တွေဝင်လာစေတယ်ကိုယ့်ရဲ့ energy တွေကိုလည်းရုပ်ရော်စေတယ်ဆိုရင်အာဒါဟာကိုယ့်ရဲ့လမ်းကြောင်းမှာဒီ အနောက်ရှက်ဆိုတာဖြစ်စေနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီအကိုယ့်ရဲ့အနာဂျီတွေရုတ်ရော်မသွားဖို့အကိုယ့်ရဲ့အနာဂျီတွေကိုအထိန်းချုပ်ဖို့ရာစုဆောင်မှုရာဆိုင်းဆရာကပြောပြပေးထားပါတယ် အဲနောက်ပြီးတော့ဒီလူတွေကလေရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အာပြည်စုံလုံးလောက်ပါတယ်လို့ခန်းစားရတဲ့သူကအာမရှိတော့ရှာပါတယ်အဲကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့အမလို့အမရဖြစ်နေတဲ့စိတ်တွေကအလွန်များတယ်ပေါ့နော်အာဒီရောကြတော့ဒီကျမ်းမာလာပါတဲ့ခန္ဓာကိုယ်ကိုရရှိဖို့ရအတွက်အဲစူးစမ်းနေတဲ့လူတွေထပ်ပေါ့နော်ဒီမကျမ်းမာခြင်းအကြောင်းတွေရုပ်ပိုင်းဆိုင်ရာချိုးရင်ချက်တွေအကြောင်းတွေကိုတွေးပြီးတော့စိတ်ညစ်နေတဲ့လူတွေကတေချာပေါက်ကိုရှိပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ ကျေနပ်နှစ်သက်ဖို့အာကိုရဲ့အရှိဟိုအရှိတိုင်းပဲလက်ခံနိုင်ဖို့ရာအာဖော်ပြပေးထားတယ်အာသူကိုယ်တိုင်လည်းပဲငငယ်ကအာအဝလုံခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီလူတွေရဲ့တဘာဝအရာ body shame မလုပ်တဲ့စကားတွေကိုသူကြားခဲ့ရတယ်အာအဲ့ဒီအချိန်မှာသူအာဘာလဲဆိုတော့ ဒိုင်ရက်လုတ်ခဲ့တယ်ပေါ့နော်သူရဲ့စိတ်ကိုဘလိုမျိုး control လုပ်ခဲ့လဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီစာအုပ်လေးထဲမှာဖော်ပြထားတယ် control လုပ်တယ်ဆိုတာကကြတော့တကယ်ခက်ခဲတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကြတော့တေချာပေါ့ အကိုတွေးထားတဲ့အရာတွေတောင်မှမလုတ်ဖြစ်ဘူးမလုတ်ဖြစ်တဲ့အရာတွေရှိတယ်ပေါ့နော်အဥပမာအနေနဲ့ဆိုရင်ဒီဝိတ်ချမယ်ဆိုပြီးတော့ဒီထမင်းမစားဘဲနဲ့တရေစားတွေပဲအပတ်စားနေတဲ့လူတွေနောက်ပြီးတော့ဂျင်းဆော့ပြီးတော့ဝိတ်ချမယ်လို့အခက်ထားတော်လဲပဲဒီတင်နှန်းကြီးပေးပြီးတော့တင်နှန်းကိုမသွားပြစ်တဲ့လူတွေအဆိုင်ရှိတဲ့ဖြစ်ပေါ့အဒီလိုမျိုးကိုကိုတိုင်းက တကယ်ကိုကိုတိုင်ကဖြစ်ချင်ရတာနဲ့တကယ်လက်တွေ့မှာကြာရင်မလုံနိုင်တဲ့လူတွေရှိရပေါ့နော်ဒါကြောင့်မလို့ဒီဒိုင်ရက်လုတ်တဲ့အရာကလည်းခက်ခဲတယ်လို့ပြောလို့ရပါတယ်အဲ့နောက်ပြီးတော့ဒီ beauty handicraft ဆိုတာလည်းလူတိုင်းမှာရှိပါတယ်အဲ့အဲ့မှာတိထားရမှာတခုကကျတော့ကိုက ကိုယ့်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်နေတဲ့အရာတစ်ခုကအခြားလူတယောက်အတွက်အယမ်းကိုပဲလိုချင်နေတဲ့အရာတစ်ခု ဖြစ်နေရဆိုတာပါပဲဒါဥစားရေးဆရာကဒီသူကြုံတွေ့ခဲ့တဲ့အကြောင်းအရာလေးနဲ့ဖော်ပြပေးထားတယ်ပေါ့နော်သူကဒီပေါင်လုံးတုတ်တဲ့ ်ထဲမှာပါတဲ့အတွက်ကြောင့်မို့လို့ तू ကဒီတောင်းသွားတယ်ဆိုရင် तू ဘောင်းမီရှေပဲဝတ်သွားတယ်ပေါ့နော် तू ဘောင်းမီတုံမဝတ်သွားဘူးဒါပေမဲ့တနေ့မှာကျတော့ तू ဘောင်းမီတုံဝတ်သွားတဲ့အခါမှာတဲ့အဲသူ့ရဲ့ဒီတောင်းကပေါ့နော်နိုင်ငံခြားသားငွေချင်းတယောက်ကဟာပိုင်းမင်းရဲ့ပေါင်လေးကလှလိုက်တာဆိုပြီးတော့ तू ချီးကျူးခံရတယ်ပေါ့နော်အဲအချိန်ကစပြီး तू တီးလိုက်တာကတဲ့အဲ သူ့အတွက်ဒီຢာကအာဗာလဲချိုးရင်ချက်လို့ထင်နေတဲ့အရာတခုကအခြားလူအတွက်အဲအရန်လို့ထင်နေတဲ့အရာတခုပါလားဆိုပြီးသူတီးလိုက်ရတယ်ဒါကြောင့်မလို့သူနောက်ပိုင်းမှာအာသူ့ရဲ့ခန္ဓာကိုယ်မှာအကြိုက်ဆုံးအရာကဗာလဲလို့မင်းသူပေါင်လို့ပဲဖြေမိမှာတော့အသေးချာပါပဲတဲ့အဲ့ချိန်ကစပြီးတော့သူအဲသူကိုယ်သူဒီယုံကြည်မှုရှိလာတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုအဲသူပြောပြပေးထားတယ်အာ ဒီအကြောင်းအရာလေးကတော့တကယ်ကိုပဲကောင်းမွန်ပါတယ်အာဘာလို့လဲဆိုတော့ဒီလူတိုင်းကရုပ်ရည်နဲ့ပတ်သက်ရင်ပေါ့နော်အာဘသူမှကိုယ့်ရဲ့ရုပ်ရည်ကိုပေါ့နော်ကြည်နဲ့လက်ခံကြတဲ့သူဆိုတာကတော့ဒီရှားပါတယ်ဒါကြောင့်မို့လို့လေဒီစာအုပ်လေးကိုဖတ်ချင်းအပြင်လာပြီးကိုယ်တိုင်လည်းပဲဩငါအတွက်အဲငါအတွက်ဒီကန့်သက်ထားတဲ့အရာတွေကိုဖတ်ကြည့်လိုက်မယ်ဆိုရင်အရာအလုံးကလှပတဲ့အရာတွေပါလားဆိုပြီးတော့အသွေးလေးတွေကိုလည်းတွေးမိသွားစေတယ်ပေါ့နော်အာဒါကြောင့်မို့လို့အဲတကယ်ကိုကောင်းမွန်တဲ့အကြောင်းအရာလေးပြီးပါပါ ါလားဆိုပြီးတော့လဲတွေးလိုက်မိပါတယ် ောက်ထပ်အနေနဲ့ကတော့ကျွန်တော်တို့အားလုံးအတွက်အရန်ရေးပါတဲ့ပတ်စံအကြောင်းပြောပြပေးထားတယ်ပတ်စံကိုမလိုအပ်ဖယ်မသုံးဖို့လိုအပ်တဲ့နေရာတွေမှာအစီအစဉ်တကျသုံးဖို့ຢာလေးတွေလမ်းညွှန်ချက်လေးတွေနဲ့ဖော်ပြပေးထားတယ်အာနောက်ထပ်အနေနဲ့ပေါ့နော်ကျွန်တော်တို့တွေကလေအဲကိုနဲ့သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်အဲကိုကြီးတစ်ခုပေးလိုက်တယ်ဆိုရင်သူတို့စီကနေပြီးတော့ပေါ့နော်အာဘာပြင်ရလာမလဲဆိုတော့အဲမျောလင်းချက်တွေထားတတ်တယ်ပေါ့နော်ဒါကြောင့်ဒီမျောလင်းချက်တွေမထားဖို့အာမျောလင်းချက်တွေကအာကို့အတွက်နာက ျဉ်းစီးနိုင်တယ်ဆိုတဲ့အရာကိုသူကဒီ expectation less to disappointment ဆိုတဲ့စာသားလေးနဲ့အဲသူပြောပြပေးထားတယ်ပေါ့နော်အဲဒါကလည်းတကယ်ကိုကောင်းမွန်တဲ့အချက်လေးတစ်ချက်ပါပဲ နောက်ထပ်အနေနဲ့ဒီဒီလွတ်လပ်သောဘဝဆိုတဲ့စာအုပ်ဒီထဲမှာလာပြည့်သဘောအကြအရဆုံးလေးရတော့လေဒီဘာသာရေးနဲ့ရောပြီးတော့ပြောထားတာလေးပေါ့နော်ဒီစာရေးဆရာရဲ့ဘာသာရေးကိုင်ခိုင်းမှုကိုလည်းမြင်တွေ့နိုင်တဲ့အာဘာလို့လဲဆိုရဒီဆရာကပေါ့နော်သူ့ရဲ့စာလုံးလေးတွေမှာဆိုရင်ဒီအာသူ့ကိုတရားဟောပေးတဲ့ဒီဆရာလေးဆရာနေပြီးတော့အာ နားထောင်ခဲ့ရတဲ့နားယူခဲ့ရတဲ့တရားလေးတွေကနေပြီးတော့မှသူသိမြင်လိုက်ရတဲ့အတွေ့အကြုံတွေပြန်ပြီးတော့စဉ်းစားမိတဲ့အကြောင်းအရာလေးတွေကိုသူဒီစာအုပ်လေးထဲမှာသူ ဖော်ပြပေးထားတယ်။နောက်ပြီးတော့ကျတော့ဒီလူအများစုကလေဒီဘယ်နှစ်နှစ်နေမဖြစ်မယ်ဆိုတဲ့အတွေ့အကြုံတွေရှိကြတယ်။ဥပမာနောက်၅နှစ်နေရင်တတိယဖြစ်ရမယ်။နောက်၂နှစ်နေရင်ဘယ်နိုင်ငံမှာ scholarship ရှောင်းနိုင်ရမယ်။စသဖြင့်ပေါ့ဒီကိုအားတန်ရာစီးပွားရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့တွေးထားကြတယ်ပေါ့နော်။ ကျွန်တော်တို့အားလုံးမိနေတာလေမနှက်ဖြန်တွေတပတ်ခါတွေဆိုတာထက်နောက်ဝဆိုတဲ့အရာကြီးကပိုပြီးတော့နေရဆိုတာပါပဲဒီเจ้าညာလေးကိုစာရေးဆရာကဒီလွတ်လပ်သောဘဝဆိုရင်စာအုပ်လေးထဲမှာအာဖော်ပြပေးထားတယ်။ဒါကြောင့်မလို့ဒီစာအုပ်လေးကကျွန်တော်တို့အတွက်အဲဒီကောင်းမွန်တဲ့အထွေးခေါ်ရီအစဉ်မြဲတဲ့ဘဝနေထိုင်မှုတွေအကြောင်းအပြင်အခြားသောဒီစိတ်အေးချမ်းဖွယ်ရာလွတ်လပ်ဖွယ်ရာအเจ้าညာလေးတွေကိုအာစာရေးသူကိုယ်တိုင်ပေါ့နော်။အာသူ တွေးခေါ်တဲ့အတွေးခေါ်တွေသူလှုပ်ဆောင်တဲ့ဒီ daily activity လေးတွေနဲ့ဖော်ပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်းမွန်တဲ့အကျိုးသိရောက်မှုတွေပဲရရှိစေနိုင်မယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်မို့လို့ဒီလွတ်လပ်သောဘဝဆိုတဲ့စာအုပ်လေးကိုဖတ်ကြဖို့ရအတွက်စိုက်တွန်းချင်ပါတယ်။ အဲဒီစာအုပ်လေးကိုဖတ်ချင်နေဆိုရင်တော့ဒီနီးစက်ရာစာအုပ်ဆိုင်တွေမှာလည်းဝယ်ယူလို့ရတယ်လို့ဒီစာအုပ်စာအုပ်ဖတ်ရတာပြင်းတယ်စာအုပ်ကိုကန်လိုက်တာနဲ့အိတ်ငိုက်သွားတယ်ဆိုရဲလူတွေသူတွေအနေနဲ့လည်းပေါ့နော်အာဒီ Oreo ဘောလေးတွေနားထောင်ဖို့ရအတွက်ဒီကျမတို့ရဲ့ဒီ Infinity Creation Channel လေးကိုအာနားထောင်ဖို့ရအာဖိတ်ခေါ်ချင်ပါတယ်ဒီ Infinity Creation Channel မှာဆိုရင်ဒီအတန်ချူချူနဲ့အဲစာအုပ်လေးတွေဖတ်ပြမယ်အဲသူတွေရှိတယ်ပေါ့နော်အာဒါကြောင့်မို့လို့ဒီအပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းမှာ လာပြီးရဲ့ဒီ Infinity Creation Channel လေးကိုလာရောက်ပြီးတော့နားထောင်ဖို့ရဖိတ်ခေါ်ကြပါလိမ့်ရှင်အခုနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်